အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ဘောနော်အဲ့တော့ဒါကျွန်တော်ဒီနေ့မှာဒါညမှာ breaking news here we go ကိုတော့ကျွန်တော်ဒါအပေါ်ကဒါကျွန်တော် GoPro camera လေးနဲ့မရိုက်ချင်တော့တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်ဒီအောက်မှာပဲရိုက်လိုက်တော့မယ်အဲ့လက်ရှိမှာဒါကျွန်တော်တို့ CD အသေးနေနဲ့ဒါကျွန်တော်တို့ဒီအဲ့ပေါ့ဒါအလုံးပေါင်း12ရက်ပေါ့နော်ဒါ3ရက်တစ်ယောက်ခေါ်ယူတဲ့ပုံစံမျိုးပါပဲ စီရီသင်းနဲ့လက်ရှိမှာဒါကျွန်တော်တို့12မြက်ဇွန်လ12ရက်နေ့မှာလေဒါကျွန်တော်တို့လက်ရှိဒါကျွန်တော်မြန်မာစံတော်ချိန်ဒါအေးပေါ့9နာရီပတ်ချလဲဝင်ညင်ကြမှာတော့ ဒါစီတီအသင်းအနေနဲ့ဒါကျွန်တော်တို့သူ့အနေနဲ့လူငယ်ကစားသမားလေးကိုခေါ်ယူနိုင်နိုင်ပြီဆိုတဲ့သတင်းကိုဒါကျွန်တော်တို့ Fabio Romano ဟော David Austin ကိုဒါကျွန်တော်တင်ဆက်ထားတာကိုတွေ့ရမယ်အဲ့တော့ဒီလူငယ်ကစားသမားလေးကတော့ကျွန်တော်လက်ရှိမှာ football tactic ပေါ့နော်ဒါကျွန်တော် tactic ကိုဒီရဲ့ပါးစပ်ဖြားတယ်မှာတော်တော်လေးကိုကောင်းတယ်လို့ပြောတယ်ကျွန်တော်ကတော့မသိဘူးပေါ့နော်ကျွန်တော်ကတခါမှဆိုတော့မမြင်ဘူးအဲ့ဒါတော့ကျွန်တော်ခင်ဗျားတို့မ follow တော့ဘူးဒါဟာဒီကောင်လေးရန်ကောင်းနဲ့ပါညာလေးပြောပြောဆို football manager ရဲ့လက်ရှိမှာဒါကျွန်တော်တို့အေးပေါ့ဟို career mode တို့ဆော်ရဲလူတွေအနေနဲ့ဒီကစားသမားလေးကတော်တော်လေးကိုအဆင်ပြေလို့ပြောလို့ရတယ်ဒီကစားသမားကလက်ရှိမှာဒါ Norway သားပေါ့နော်ဒါကျွန်တော်ဒါနာမ မယ်အပြည့်စုံကတော့ဒါကျွန်တော်တို့ Sevilla Naipan ပေါ့နော် Naipan ကိုတော့လက်ရှိမှာတော့ Manchester City အသင်းအနေနဲ့ဒါကျွန်တော်တို့ Call You Night နိုင်ပြီဖြစ်ကြောင်း David Austin ကစတင်ခဲ့ပြီးတော့ဒါကျွန်တော်စတင်ခဲ့တယ်ပေါ့နော်သူ Twitter ဆာမင်းလာပြီးလဲပြီးတော့ဒါကျွန်တော် Fabrizio Romano ကသူရဲ့ဒါကျွန်တော် Twitter စာပြေနာမှာဆက်လက်ပြီးတင်ခဲ့တယ်အဲ့တော့လက်ရှိမှာဒီကစားသမားကိုဒါမမဲ့ရတာမနစ်ကနွေရာသီလောက်ခရေကအာစနယ်ဒါဘာစလိုနာအသင်းကြီးတော်တော်များများခေါ်ယူဖို့တဲ့စိတ်ဝင်စားနေတယ်ထောက်ခံနိုင်တာကျွန်တော်တို့ protege ဖို့တော့တကယ်ကိုဒါလုံးဝ hit ဖြစ်နိုင်နေဒါကျွန်တော်တို့တကယ်ကို success rate များတယ်ဒါကစားသမားကြီးတက်ရောက်ပေါ့နော်အဲ့တော့ဒီကစားသမားကဒါမမဲ့ရအာစနယ်အသင်းကခေါ်ယူဖို့တဲ့ပထမကတော့မနစ်ကစောင်းဝါသီလောက်ကဦးဆောင်နေခဲ့ပေမဲ့တကယ်တမ်းခေါ်ယူသွားတဲ့အသင်းကတော့ Manchester City အသင်းဖြစ်ခဲ့တယ်ဒီနေရာမှာဒါကျွန်တော်ကစားသမားကတော့ကျွန်တော်ဒါကန့်လန့်မှုပေါင်းများစွာရှိခဲ့တယ်ဒီပုံစံတိုင်း ည်ဈေးအတိုင်းပဲဒါကစားသမားကိုကန့်လန့်မှုတော်တော်များရှိခဲ့တယ် ကြားလောက်အာစနိုအသင်းကိုတိုင်လည်းဒီဈေးပုံစံမျိုးနဲ့နီကန်လှန်ခဲ့ပေမဲ့ကစားသမားကတော့ဒါကျွန်တော်တို့မန်ချက်စတာစီးတီးအသင်းကိုသာရွေးချယ်ခဲ့လို့သိရတယ်မှာပါတယ်။စီးတီးအသင်းကဒီ16နှစ်သားအတွက်ဒါကျွန်တော်တို့ရူဆန်ဘတ်သူ့ရဲ့ဒါကျွန်တော်တို့လက်ရှိအသင်းအတွက်ကိုဒါပေါင်စနစ်တော်မှာ5သန်းယူရို15သန်းပတ်ချာလေဝင်ညညာပေးရမယ်နေတာမှရှိတယ်။လက်ရှိဒါကျွန်တော်လူငယ်တယောက်အနေနဲ့ဒါကျွန်တော် transfer market မှာသွားကြည့်ရင်ဒါဒီကစားသမားကလက်ရှိမှာယူရို12သန်းပတ်ချာလေဝင်ညာပေါက်နေတယ်။ပြောချင်တာကကျွန်တော်စီးတီးအသင်းနဲ့ဒီကစားသမားကိုတန်ကြီးလောက်နီနီအတိုင်းပဲပေးခဲ့တယ်။ပို2သန်းလောက်ပေးခဲ့ရကိစ္စမရှိဘူး။ဒါပေမဲ့လက်ရှိ မှာစနေနေ့နဲ့ဒီကစားသမားကတော့ကျွန်တော်တို့တိုတယ်အားလုံးပေါင်းယူရို5သန်းပေါင်းစနေသမား5သန်းနဲ့တရဝင်းခေါ်ယူနိုင်လိုက်ပြီဖြစ်တယ်။ဒါပေမဲ့ဒီနေ့မှာစနေနေ့နဲ့ဒီကစားသမားကတော့ fresh line နဲ့ပဲတခါတည်းထည့်သွင်းတော့မဟုတ်ပဲသူတို့အနေနဲ့သူတို့ရတာကျွန်တော်တို့သူတို့အဲ CD group ကပိုင်နေတာကျွန်တော်တခြားသောအသင်းတွေကိုအငှားချသွားဖို့အတွက်လည်းပြင်ဆင်နေပြီလို့သိရတယ်မှာပါတယ်ဒီကစားသမားလက်ရှိဒါဒီနှစ်ရာသီမှာတော့ဒါ CD အသင်းနဲ့တူဒါပွဲထွက်ဖို့တော့အလုံးဝအခြေအနေမရှိဘူးဒီကစားသမားဒါကျွန်တော် CD အသင်းရဲ့ဒါဆို city group ရဲ့ဒါကျွန်တော်တို့အသင်းတွေကတသင်းကိုတော့ဒါကျွန်တော်တို့အငှားချသွားဖြစ်တယ်အခုလက်ရှိမှာကြားရတဲ့သတင်းတွေကဆို Spain club ဖြစ်တဲ့ Girona ကိုအငှားချဖို့အတွက်လက်ရှိမှာတော်တော်လေးဝင်နေမဲ့ genius ပဲသတင်းထုတ်ပေါ်လာခဲ့တယ်အဲ့တော့ဒါ city တင်းတဲ့ဒီကစားသမားကိုခေါ်ယူနိုင်ခဲ့ချိန်မှာဒါဒီနှစ်ဒါစောင်းရအောင်ဒီနှစ်နေရာတွေဒါလေးဦးကမြောက်ခေါ်ယူမှုတခုဖြစ်လာခဲ့တယ်တကယ်ကြည့်မယ်ဆို city တင်းတဲ့ဒါအပြောင်းရွှေ့မှာဒါအခုဒါအဲ့ပေါ်ဒီပြောင်းရွှေ့နဲ့ပတ်သက်ပြီးပြောမှာစီတီချင်းကြောင့်လည်းနည်းနည်းလေးပြောချင်တာပေါ့နော်စီတီချင်းနဲ့ပတ်သက်ပြီးဒါစကားပြောပြီးဆိုရင်အပြောင်းရွှေ့မှာစီတီတင်းကဟိုပြောမှာဆိုရင် လေထက်နောက်ကအလုတ်ကိုလှုပ်တဲ့အသင်းတွေကသတင်းလို့ပြောဥပမာဒီစလက်ရှိမှာဒီကစားသမားဗျာဒီတော့သူများအသင်းကိုကျွန်တော်ဖောင်းထူတာမှုမယ်ဒါသူများအသင်းဆိုတာဒီခေါ်မင်းကစားသမားနဲ့ဆွေးနွေးနေတယ်ကစားသမားဒုတိယအချိန်မြောက်ဆွေးနွေးတယ်ကစားသမားနဲ့တတိယအချိန်မြောက်ဆွေးနွေးတယ်အသင်းနှစ်သင်းကြား၃ကမြောက်ဆွေးနွေးတယ်အသင်းနှစ်သင်းကြား၅ကမြောက်ဆွေးနွေးတယ်အဲ့တော့စီတီသင်းနဲ့ဒါကျွန်တော်လက်ရှိဒီနှစ်ရတာနူရဒီအပြောင်းအလဲမှာစီတီသင်းနောက်ကြဆုံးပဲ here we go တဲ့မှာစီတီအသင်းကဒါကျွန်တော်တို့ spot temperature ပါစပါအလုံးမလို့တဲ့ here we go တဲ့မှာဒါစီတီအသင်းကအနောက်ကြဆုံးပဲ တကယ်ပြန်စမ်းသပ်ကြည့်စတာကျွန်တော်စီးရီးသင်းနဲ့ကြော်ပြီးဒါကျွန်တော် United အသင်းငါတာကျွန်တော်တို့အဲ Matthew's corner ကိုချိန်ညားခဲ့တဲ့ Here we go အနေနဲ့ပြီးတော့ဒါကျွန်တော်မှတ်မဲ့ရတာကျွန်တော်ပထမဆုံးချိန်ညားခဲ့တဲ့ Arsenal အသင်းနဲ့ Zubimendi ကိုချိန်ညားခဲ့တယ်။ဒါ Chelsea အသင်းက Liam Delap ကိုချိန်ညားနိုင်ခဲ့တယ်။ဒါကျွန်တော် Liverpool အသင်းက Frank Pong ကိုချိန်ညားခဲ့တယ်။အဲ City အသင်းကဒါပြန်စမ်းသပ်ကြည့်မယ်သူများသင်တယ်ဆိုရင်တော့ဒါဒီနေ့ transfer ရာသီမှာတော်တော်လေးကိုနောက်ကျတယ်။ဒါပေမဲ့ ်လက်ရှိသူတို့အနေနဲ့ transfer ရသည်တရက်နေ့ဖွင့်နေလက်ရှိဒါကျွန်တော်ပိတ်သွားတဲ့10ရက်နေ့တို့မှာကစားသမား3ယောက်မှ4ယောက်ခေါ်ယူနိုင်ခဲ့တယ်ဒါ Chelsea ရဲ့ဒါတတရမြောက်ဂိုးသမားဖြစ်တဲ့ Bettinelli ကိုလည်းသူတို့ခေါ်ယူနိုင်ခဲ့ကြောင်းမလား total 4ယောက်မြောက်ခေါ်ယူနိုင်ခဲ့တာတကယ်တမ်းပြဿနာကြီးနိုင်ပန်မှာထက်တွက်မယ်ဆိုရင်9ယောက်ရှိတယ်အဲ့တော့9ယောက်ကိုတော့ကျွန်တော်တို့ total အားလုံးမှာဒီနေ့နဲ့တော့12ယန်းနေ12ယန်းနေဒီမှာဒါကျွန်တော်တို့9ယောက်မြောက်ကိုခေါ်ယူနိုင်ခဲ့တဲ့ City ရဲ့လှုပ်လှုပ်ပုံကအင်မတန်မှဒါကျွန်တော်တော်တော်လေးကိုတည်သက်တဲ့ကောင်းတယ်လို့ပြောလို့ရတယ်မဟုတ်ဘူး။အဲ့တော့ City တင်းနဲ့ကစားသမားတွေကိုခေါ်ယူတဲ့နေရာမှာကျွန်တော်မြင်ကြည့်တာပေါ့နော်။ သူတို့အသင်းကိုပြောင်းနိုင်တဲ့ percentage ပေါ်မူတည်ပြီးသူတို့အနေနဲ့ဒီစားသမားကိုချင်းကတ်တယ်လို့ကျွန်တော်မြင်တယ်။ဘာလို့လဲဆိုတော့ဒါကျွန်တော် City သေးရဲ့အပြောင်းအရွှေ့ကိုကြည့်လာကျွန်တော်တိုးတဲ့အားလုံးကမနစ်ပေါင်းများစွာရှိပြီ။ စီတီသင်းရဲ့ကစားသမားတယောက်ကိုလိုက်တယ်ဒီကစားသမားကစီတီသင်းကိုလာချင်တာသူတို့ပထမဆုံးအချက်နဲ့ကြည့်တယ်ဒုတိယအချက်နဲ့ဒီစီတီသင်းနဲ့ဒါသူများသူတို့အဲသူသင်းနဲ့ဒါကျောမိခင်သင်းကိုဒါဆွေးနွေးလို့လွယ်မလားအဲ့နှစ်ခုသူတို့ကြည့်ပြီးဖြစ်နိုင်ပြီးအေးဆိုရင်သူတို့တွေနဲ့ဝင်သွားတယ်ဝင်သွားရင်စီတီသင်းအဲ့၃ရက်နဲ့၄ရက်တုန်းကဒီအပြောင်းရွှေ့ပြီးဒီနေ့ကဒါစီတီသင်းအကြအဆုံးအပြောင်းရွှေ့ရပါလား Ryan Sharkey ပဲ ရှာကီးရဲ့အပြောင်းရွှေ့အကြဆုံးမစီဒီတင်ကအဲ့ဒီအကြဆုံးဆိုတဲ့ကစားသမားကိုဒါကျွန်တော်မမဲ့ရစီဒီတင်နဲ့ဒါ၁၀ရက်နေမှာတရံဝင်ခေါ်ယူနိုင်ခဲ့ပြီးတော့ကလပ်ဘောကတ်အမီတရံဝင်တာကျွန်တော်တို့ register လုပ်နိုင်ခဲ့တယ်အဲ့ဒါစီဒီတင်ရတာကျွန်တော် transfer market မှာအားသာရွှေ့ကြရခုနကပြောလို့ပြီဟာဒီကစားသမားတွေဒါဟိုပတ်စံပြီးတာပဲလာမှာပေါ့ဘာညာဆိုတော့ အခုလက်ရှိမှာပတ်စံမပေးတဲ့တရားဘယ်သိရှိလို့ကျွန်တော်ပြောရသေးလားအခုလက်ရှိမှာပြန်စစ်စကြောင်းစီးတီးတဲ့ transfer ဥစ္စာပြန်စစ်စကြည့်မယ် right duty ကို35တန်းပေးတာတယ်တကယ်တော့ market price ကဆိုဒါတော်တော်လေးကိုတန်းနေစေ Ryan Sherky ကိုဒါ total အဖြစ်ဒါစီးတီးတဲ့ကျွန်တော်တို့ဒါ euro တန်း40ပေါင်30နောက်နီနီပေးလိုက်ရတယ်စစ်စကြည့်ဗျာအဲ့ကစားတမနှစ်ယောက်နေနေစီးတီးရတယ်အခုတို့ချက်ကဟာဒီနေရာမှာဒုက္ခသာစားဒုက္ခလို့စားစီးတီးတင်ပေးတာ တလက်ရှိမှာကျွန်တော်တီးတလောက်က right အိုက်နူရီက2သိန်းသပေါင်းရတယ်ရှယ်ကီက2သိန်းဝယ်ရဒါတွေအခုလက်ရှိမှာ basic standard ဗျာဒါ spa လို့အသိမျိုးထည့်ပတ်တော့ဘူးဆိုအခုလက်ရှိမှာအသိန်းတိုင်းနီးနီးဒါကျွန်တော်တို့ဟို ဖြစ်နေတဲ့ပုံစံမျိုးကိုကျွန်တော်တို့တွေ့ရမယ်လို့ပြောလို့ရတယ်ဒီမှာပါအဲ့တော့မိတို့ပင်စိုးစေကမူလက်ရှိ standard တွေကလက်ရှိသွားနေတဲ့အခြေအနေတွေကဒါ positive တအားဆန်တယ်လို့ကျွန်တော်တို့မြင်တယ်အဲ့တော့တချို့ကဒီလုပ်ပြီးတော့ချက်ချက်ပါကြဟာစီးတဲ့ငွေနဲ့အခုချိန်မှာငွေနဲ့မများတဲ့ club ကဘယ်လိုရှိလဲငွေမသုံးဆိုတဲ့ဒါကြောင့် Liverpool တင်တော်မှာဒါကျွန်တော်လက်ရှိမှာ Liverpool တင်တော်ဒါ Euro 353နေရပြီပြောချင်တာရှင်းရှင်းတယ်အဲ့တော့ ငွေဆိုတဲ့စကားကိုအခုချိန်မှာစကားပြောလိုက်ပြငွေကတကယ်လက်ရှိမှာအောင်မြင်မှုဝင်နေတာပဲ PSG ခုလက်ရှိမှာ Champion League ပလာရပါဘူးဝေပန်လည်းဘူးမဝင်ဘူးလေအဲ့တော့ City လက်ရှိမှာ Triple ရပါအကုန်လုံးငွေနဲ့တိဆောက်ပဲတိဆောက်တင်အဲ့တော့ငွေနဲ့တိဆောက်တဲ့ချိန်မှာ City အသင်းငွေနဲ့တိဆောက်ပုံကအင်မတန်မှချီချူးဖို့ကောင်းတယ်ကျွန်တော်မြင်တယ်တရား15မှတရား15မှတကယ်ရှိမှာ City အသင်းနဲ့ကစားသမားခေါ်ယူတဲ့နေရာမှာသူမြိုက်နေရှင်မယ်ဆိုရင်တကယ်အလုပ်လုပ်တဲ့ဥစ္စာကမြန်နေဆန်နေဖြစ်တဲ့သွားမယ်အဲ့တော့မျက်စိတမှာမြင်ကြည့်ပြလက်ရှိမှာ City အသင်းနဲ့မနစ်ကတကယ်ရှိတဲ့ကိစ္စသူတို့နေရာကျွန်တော် Arsenal အသင်းနဲ့သူတို့ live ကိုကြိုးစားတယ် ချင်ဘူးရှင်းတယ်လေဘောမပြင်းရတို့နေတာတရားဝင်ထုတ်သွားရင်အာဆနိုတိတတရားပြီးနိုင်တယ်ရသွားတယ်ပြီးသွားပြီ Florence အပြောင်းရှိမှဒီနေ့မှာစီးသေးတယ်တာကစားသမားကိုခုနပြောသေးပဲ Euro 350တို့တို့ပြီးနိုင်တယ်ဒါပေမဲ့ကစားသမားမလာချင် Okay fuck off တော်တက်တာတက်ဘယ်လောက်ရှင်းလဲကျွန်တော်ပြောတာပြောနေတာကွာတိလာကျွန်တော်ပြောတာအဲ့တော့ဟူကျွန်တော်တော့ကြိုက်တယ် ဒါမျိုးပြောရမှာဆိုကိုကိုအတင်လဲအဲ့လိုမျိုးဖြစ်စေဘာလို့စဉ်းစားကြည့်ဗျာဥမလက်ရှိမှာကျွန်တော်တို့ဆိုဟိုကစားသမားတယောက်မကွာနီးပြတယောက်ခေါ်ဖို့လက်ရှိမှာအပြောင်းရွှေ့ရာသီကျွန်တော်တို့အပြောင်းရွှေ့ပထမရာဟိုဆက်ရက်ပိတ်သွားကျွန်တော်ဘာမှမသိလိုက်ဘူးသိလိုက်ကျွန်တော်စိတ်မီညုံနဲ့စိတ်ဝင်စားရတယ် easy နဲ့စိတ်ဝင်စားစိတ်ဝင်စားရတယ်အများကြီးဘောင်ဘောင်စားကြီးကိုဖြစ်လို့အဲ့တော့ ပြောချင်တာကတော့အဖြေကရှင်းရှင်းလေးပဲကျွန်တော်အတွက်ကပေါ့နော်ကျွန်တော်တက်ကရှင်းရှင်းအဲ့ CD လုံးလုံးပုံကျွန်တော်ကြိုက်တယ်အဲ့တော့ Hiwi ကိုဖြစ်သွားပြီအခုလက်ရှိမှာ Live Band ဆိုလဲမြင်နေလက်ရှိမှာဒါ Rosen Buck က12.5တန်းတောင်းနေ CD အသင်းနဲ့ပြီးနေနေပေးလိုက်တယ်ကစားသမားကခုလက်ရှိမှာသူ့အနေနဲ့ CD မြန်မာနေရာမရနိုင်ဘူး0နောက်ငါပြန်ချရတယ်ဘတ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 ်ပြီးသွားပြီအဲ့ခုနကပုံစံပဲကိုရောခုနကကိုအသင်းကလက်ရှိမှာကျွန်တော်ရှင်းရှင်းနေမိဘပေါ့နော်ကိုင်းနဲ့လည်းအလန်းဝေးတဲ့ club တွေလည်းဖြစ်ကိုဖြစ်မှာပေါ့ဒါကိုနဲ့အလန်းဝေးတဲ့အနေအထားမျိုးလို့ကျွန်တော်တော့အားကြမနာလူတော့တခုမှမပြောအားကြဘာလို့ကိုအသင်းကလည်းလည်းမဖြစ်နိုင်သေးဘူးလက်ရှိမှာ ဒီပြတ်တယောက်ခေါ်ဖို့တောင်မှမင်းတို့ကြောကြောဖြစ်နေချိန်မှာတကယ်ဟူတိုင်ပတ်နေအဲ့တော့ဘလို့ပြောစီးသင်းနေ he we go သွားတယ် he we go ရဲ့နောက်ွယ်အပြောင်းရွှေ့တဲ့အကုန်လုံးကျွန်တော်တို့သဘောကျအားလဲကြတယ်ကိုအတင်းတာဒီလိုဖြစ်မယ်ဆိုရင်ဒီလိုဘလောက်ကောင်းလိုက်မလဲဆိုတဲ့အတွေးမျိုးဝင်မိတယ်ဒါပဲအဲ့တော့ငွေသုံးနိုင်တယ် okay အခုလက်ရှိမှာဒါကျွန်တော်ဒီနှစ်နွေရာသီအပြောင်းရွှေ့မှာငွေမသုံးနိုင်တဲ့အတွေးရှိတယ် Arsenal သင်း Zubi Mainet တန်း60သုံးနိုင်လက်ရှိမှာဒါ Chelsea သင်းနေတာ Liam Delap အပါဝင်တာကျွန်တော် Jimmy Giddens ကို Euro တန်း90ပေးထားတယ်ဟုတ်တယ်ဟုတ်ဒါ Matthew Cornell United သင်းစာရုပ်ဖြတ်သိမ်းပြီးပေါင်65တန်းပေးထားတယ် ုတ်တယ်ဟုတ်ကျွန်တော်ပြောချင်တာရှင်းရှင်းနဲ့အခုလက်ရှိမှာလီဗာပူးကလက်ရှိမှာယူရိုတန်150အဲ့တော့ငွေပတ်3နဲ့ကလောက်ကဘယ်လိုရှိလို့တော့ကျွန်တော်ပြောတာပရီးမီးယားလိမှာပရီးမီးယားတိုက်တဲ့ chance ဆိုချင်ဒီနောက်မှာငွေသုံးရတာပဲအဲ့ဒါကြီးငွေသုံးနဲ့ငွေသုံးနဲ့သွားပြောလို့မမြင်တာဒါပေမဲ့ငွေကိုဘယ်လိုသုံးလဲပုံမှာတော့အများကြီးမူတည်လို့ကျွန်တော်လည်းမြင်တယ်လောက်ပါပဲဘလိုဘဲတွေကိုကြည့်ရှုချင်တယ်ဆိုရင်တော့ youth sport media 3 points ဆိုတော့ねဒီ for you တို့မှာကျင်းလို့ဆိုတော့ပေါ့ကိုကြည့်လို့ရပါတယ် မြန်မာလေးကလပ်ဖို့မမိကြပါနဲ့အောက်က comment တွေမှာလေး youth sport media 3 point ဆိုတဲ့ tv for you တွေ link လေးတွေကိုထည့်ပေးထားခြင်းမကျွန်တော်မဆောက်ကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရရမြန်မာလေးလည်းကလပ်ဖို့မမိကြပါနဲ့ဟမြန်မာကလပ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးကြွတူမိုင်းကောင်းမွန်တော်နေလေးနေဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပြီးနေပဲ Manchester City ကဒီနှစ်ညရာဒီက9ရောင်းမြောက်ခေါ်ယူမှုကိုတော့ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ် dev ပါအားလုံးပဲ good night ပါ